အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးမှာတော့ Facebook မှာဘာတင်တင်ဒေါ်လာဝင်ငွေရှာလို့ရနိုင်မဲ့ content monetization ကိုအများဆုံးရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းအရာလေးကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ Facebook ပေါ်မှာဘာတင်တင်ဒေါ်လာဝင်ငွေရှာလို့ရတဲ့ setup လေးကိုတော့ content monetization လို့ခေါ်ပါတယ်ဒီ content monetization ကိုအများဆုံးရကျင်တဲ့သူတွေအတွက်အဓိကလှုပ်ဆောင်ရမယ့်အချက်၃ချက်ကိုဒီဗီဒီယိုမှာပြောပြပေးသွားပါမယ် ဆိုတော့ပထမဆုံးအချက်လေးကတော့အရင်တုန်းကကျွန်တော်တို့က Facebook ကိုတရက်မှာ3နာရီလောက်ပဲသုံးဖြစ်တယ်ဆိုလို့ရှိရင်အခုချိန်မှာတော့ဒီ content monetization ကိုရကျင်နေဆိုရင်တော့အနည်းဆုံး4နာရီ5နာရီလောက်သုံးပေးရပါမယ်ဆိုတော့သုံးပေးရမယ်ဆိုတာကလည်းကိုရကျင်တဲ့ Facebook account ဒါမှမဟုတ် Facebook page မှာအရင်ကဓာတ်ပုံတွေတရက်မှာတစ်ပုံပဲတင်နေဆိုရင်အခုချိန်မှာတော့ကိုက content monetization ကိုရကျင်နေဆိုရင်တော့တရက်ကိုဓာတ်ပုံ3-4ပုံလောက်တင်ပေးရပါမယ်။ ဗီဒီယိုဆိုလို့ရှိရင်လည်းအရင်ကတပတ်မှတစ်ပုဒ်လောက်ပဲတင်ခဲ့တယ်ဆိုရင်လည်းအခုချိန်မှတော့တပတ်မှသုံးပုဒ်လေးပုဒ်လောက်ဖြစ်နိုင်မယ်ဆိုရင်တင်ပေးရပါမယ်အလိုမျိုးအရင်ကထပ်ပို့ပြီးတော့မြင့်တင်ပေးရမှာဖြစ်ပါတယ်โอเคပါဒါကတော့ content monetization ရဖို့အတွက် Facebook သုံးတဲ့အရှင်ကိုအရင်ကထပ်ပို့မြင့်ပြီးတော့အရင်ကတင်ခဲ့တဲ့အရာတွေထပ်ပို့ပြီးတော့တင်ပေးရမှာဖြစ်ပါတယ်။ဆိုတော့ဒုတိယအချက်အနေနဲ့ကတော့ Facebook ရဲ့ policy အကြောင်းလေးတွေပဲဖြစ်ပါတယ်။ ဆိုတော့ Facebook မှာ content monetization ရကျင်တာဖြစ်တဲ့အတွက် Facebook ရဲ့တက်မှတ်ထားတဲ့စီးမျဉ်းစည်းကမ်းတွေကိုလိုက်နာရမှာဖြစ်ပါတယ်။ဟိုဘက်မှာကျွန်တော်တို့ဗီဒီယိုတွေတင်တဲ့အခါမှာမိလောင်နာတွေပြီးရင်လူသက်ထားတွေသွေးအန္တရာယ်ကလေးကိုညှဉ်းပန်းနှိပ်စက်ထားတို့အဲ့လိုဟာတွေ Facebook ကခွင့်မပြုထားတဲ့ဥပမာစီကန်ချိုးဖောက်နိုင်တဲ့ post တွေကိုမတင်ထားဖို့လိုအပ်ပါတယ်။ဆိုတော့နောက်ဆုံးအချက်အနေနဲ့ကတော့ Facebook ရဲ့ copyright ပါ။ copyright ကလည်းအရင်အရေးပါပါတယ်။ ဆိုတော့ copyright ဆိုတဲ့နေရာမှာစတင်တဲ့အခါမှာလဲ copyright ရှိတယ်။မူရင်းပိုင်ရှင်တွေရှိတယ်။ဓာတ်ပုံတင်တဲ့အခါမှာလဲပိုင်ရှင်တွေရှိတယ်။ဗီဒီယိုတင်တဲ့အခါမှာလဲပိုင်ရှင်တွေရှိတယ်။ကျွန်တော်တို့ရဲ့ဗီဒီယိုတွေကိုဖန်တီးတဲ့အချိန်မှာ background မှာအသုံးပြုထားတဲ့ background music တွေမှာလဲ copyright တွေရှိတယ်။အဲ့ဒါလေးတွေကိုလဲသိထားရပါမယ်။အဲ့ဒီ copyright ကိုလိုက်နာရမယ်။ copyright ကိုမထိထားဖို့အတွက်အရန်ကိုမှအရေးကြီးပါတယ်။ တကယ်လို့ကျွန်တော်တို့ကသူများတရှင်တွေသူများဗီဒီယိုတွေသူများတင်ပြီးသားဗီဒီယိုတွေကိုယူသုံးပြီးတော့မှကိုယ့်ရဲ့အကောင့်မှာကိုယ့်ရဲ့ Facebook page မှာတင်တယ်ပြန်ပြီးတော့ share တယ်ဆိုလို့ရှိရင်တော့အဲ့ဒီလိုမျိုးတွေကို Facebook ကလုံးဝမကြိုက်ပါဘူး copyright ထိပြီးတော့ထိတာများလာတဲ့အချိန်ကျရင်အကောင့်ပြတ်သားတွေလည်းဖြစ်လာနိုင်ပါတယ်ဒါကြောင့် copyright မထိဖို့ကိုတော့တေချာစူးစမ်းပြီးတော့ post တွေကိုတင်ပေးရပါမယ် ဒီအချက်လေးတွေကတော့ကျွန်တော်တို့အနေနဲ့ content monetization ရကျင်တဲ့သူတွေအတွက်အဓိကမပြစ်မနေလိုက်နိုင်ရမယ့်အချက်၃ချက်ကိုပြောပြပေးသွားခဲ့တာပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တဲ့မိတ်ဆွေတို့အတွက်အကျိုးရှိတဲ့ဆိုရင်လည်းဒီဗီဒီယိုလေးကိုတခြားသူတွေလည်းသိရှိရအောင် share ပေးကြဖို့လည်းကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ခင်ဗျာ။အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။